ပွဲတာလေအေးအဲ့ဒါကြောင့်ဦးဇင်းတို့ကတရားပွဲတွေခုကျင်းပတဲ့အခါဒီလိုလေးလူလေးမြင်ရတာကျေးဇူးတင်နေတာဟုတ်လားနော်လှူတာမလှူတာဗရဏမို့လှူခြင်းမလှူမလှူလည်းမရဘူးလားရတယ်ဒါပေမဲ့တရားမနာပဲတော့မလှုပ်လိုက်နဲ့ဟုတ်လားနော်တရားတော့လာပြီးတော့နာဦးဇင်းတို့ကနောင်မြန်ပေါ်လာလို့ရှိရင်ကံစမ်းမဲတွေပါပေးမယ်နော်ဟုတ်လားကံစမ်းမဲတွေပါပေးမှာဘာလို့လဲဆိုတော့တရားနာသူမှမရှိလို့ရှိရင်တရားပွဲကျင်းပပါမလား မကျင်းပါဘူးအဲကြတော့လူတွေခုဘုသူတ္တရနေတာကတရားပွဲလေးတွေသွားသွားပြီးနားလို့ဘုသူတ္တရလားဟုတ်လားအိမ်မှာနေတဲ့ခါကျတော့ဘာသာရေးလှုပ်ချိန်ရှိရလားဘာသာရေးကနေတယ်ဟုတ်လားလင်းရမရရနဲ့နေနေကြရင် မနဲ့လင်းလာတာနဲ့အဲလင်းဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲခုသာသမီညအတွက်ဇနီးမယအတွက်ထွက်ရှားတာမရှိဘူးလားဟောအောက်ကကြံနေခဲ့တဲ့အိမ်မှာကြံခဲ့တဲ့ဇနီးမယဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲ ချရာပြုတ်ရာစော်ရာဖွက်ရာအိမ်မှုကိစ္စတွေနဲ့လဲထွက်ပြီးတော့တဏီကုံကုံတာပဲဒီလိုနဲ့တဲ့နောက်မနဲ့လင်းနောက်မနဲ့လည်းဒီလိုလေးကုံနောက်နေ့လည်းဒီလိုလေးကုံအတ္တတကြီးသွားတယ်သူ့လုပ်ငန်းကအနားယူလို့ရလားမရဘူးအဲ့ဒါကြောင့်မို့အိမ်အောင်ပြုတယ်ပြုတယ်ဆိုတော့ကိုယ်ဒုက္ခကိုယ်ရှာတာပဲဘာလို့တာလဲဘာမှမဟုတ်ဘုန်းကြီးတွေကမရတာနဲ့လို့မထင်နဲ့ဟုတ်လားနော် အေးအဲ့ဒါကိုယ်ဒုက္ခကိုရှာတာပဲနော်အချင်းချင်းအပြန်လန်ဒုက္ခတွေမရောက်ဘူးလားဒုက္ခတွေကတန်းစီနေတာပဲဟုတ်လားဒုက္ခပြီးရင်ဒုက္ခမစားရမှာဒုက္ခမဝေးရမှာဒုက္ခမနေရမှာဒုက္ခဖြစ်မနေဘူးလားနီးလောင်မှာဒုက္ခမဖြစ်ဘူးလားအင်းဟုတ်လားအကုန်လုံးကဒုက္ခတွေကတန်းစီနေကြတာနော်ဘုန်းကြီးတွေကြတော့အဲ့လောက်ဒုက္ခရှိရလားရှိတယ်ဟုတ်လားသူလည်းသူဒုက္ခနဲ့သူပဲဟုတ်လား ုဒုက္ခနဲ့သူရှိတယ်ဒါပေမဲ့တသက်အောင်နေရတယ်ဘယ်လိုနေရလဲတသက်အောင်နေနေရတာတသက်အောင်မနေတဲ့ပုဂ္ဂိုလ်ကလူဖြစ်လည်းပဲဒုက္ခတွေနဲ့ပဲဘုံကြီးဖြစ်လည်းဒုက္ခတွေနဲ့ပဲဒုက္ခကလွတ်နိုင်ရလားမလွတ်လို့လူကြားတဲ့ရောက်နေတာပေါ့ဟုတ်လားလွတ်တဲ့ပုဂ္ဂိုလ်ဒီနေ့ရောက်ပါမလားမရောက်ဘူးဘုပိုင်မယ်ဆိုထွက်သွားလိုက်မှာတနည်းအားဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့ဒုသူတော်စင်တို့နဲ့ခုစုံကြတယ်ဆိုတာကဒုက္ခသမားချင်းတွေ့တာ နော်ဘာချင်းတွေ့ရလဲဒုက္ခသမားချင်းတွေ့တာဒါပေမဲ့ဒီပေါ်ထိဘာလို့ရောက်ပြီဦးဇင်းတို့ကပြောနေတယ်လဲပြောရင်တို့သူတော်စင်တို့မဖတ်လိုက်ရတဲ့စာလေးတွေဦးဇင်းတို့ကဖတ်ထားတာမရှိဘူးလားအဲလာပြီးတော့ပြောပြတာဆရာလောက်တာတော့မဟုတ်ဘူးလာပြောပြတာဟုတ်လားနော်အေးအဲ့ဒါဒါမျိုးလေးတွေဘုသူတ္တနာတဲ့အခါကျတစ်စင်းနဲ့တစ်စင်းကိုကဘာသာရေးလေးစိတ်ဝင်စားလာပြီးတော့စာလေးတွေဖတ်လို့မရဘူးလားရတယ်စာလေးတွေလည်းပဲဓာတ်လို့လို့နက်လို့လို့စာအောင်မဖတ်ရဘူးနော် ဘာသာရေးစောက်လေးတွေတန်တန်လေးတွေမရှိဘူးလားဘာစောက်လေးတွေရှိဘာသာရေးစောက်တွေကဘာလေးတွေရှိတုံးလို့ဘာစောက်လေးတွေရှိဒါဆိုမဖတ်တာသေချာနေဘာစောက်လေးတွေရှိအဲဓမ္မပြူဝါတွေမရှိဘူးလားမောင်မင်္ဂလာပြူဝါမရှိဘူးလားနောက်တစ်ပါးရှိသေးအပမာရတို့မရှိဘူးလားဓမ္မရံတီတို့မရှိဘူးလားအဲအဲ့ဒါကောင်းတဲ့စောက်လေးတွေရွေးပြီးတော့ဖတ်ရတယ်နော် တော်တော်များများကစာအုပ်ထဲမှာလည်းပဲဓာတ်လေးတွေနဲ့လေးတွေကဝင်နေတာရှိတယ်မရှိဘူးလားအေးအဲ့ဒါဓာတ်လေးတွေနဲ့လေးတွေဗီရင်လေးတွေရေရာလေးတွေနဲ့ဆိုရင်အဲ့လူကတဖြည်းဖြည်းနဲ့ဘာသာရေးကိုပေါ့ပေါ့လေးတွေးသွားတတ်တယ်ဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့ခုဒီမဲ့ကြည့်လိုက်တဲ့အခါကျတော့ပထမဝဲဘာကြောင့်ကျင်းပါတာလဲပြောရင်ကွဲရင် तू ကစကွဲမှာဘယ်ကစကွဲမလဲပထမကျန်းကစကွဲမှာအဲ့ဒါကြောင့်လူတွေနားလဲလဲမလဲလဲရန်တွေကတော့မရွတ်ဘူးလား ရွတ်တယ်အဲကြတော့လူတွေကနားမလဲတော့ပါဘူးဆိုရန်တွေကအဲ့ဒီစာတွေကိုလေ့လာမှုတွေရက်ပြလိုက်ရင်ရွတ်ဖတ်မှုတွေရက်ပြလိုက်ရင်သာသနာမကွယ်နိုင်ဘူးလားအေးအဲ့ဒါကြောင့်မို့ပထမဘွယ်ကျင်းပိုင်လေတို့သူတော်စင်များကတက်နိုင်တယ်များတော့ကြိုးစားပြီးတော့နားလဲနားဦးစင်းတို့နယ်ဘက်ဆိုပထမဘွယ်တာကျင်းပါနော်ကျွေးမဲ့မွေးမဲ့လူရှိတယ်နားမဲ့လူမရှိနော်ဘာဖြစ်နေလဲကျွေးမဲ့မွေးမဲ့လူတော့ရှိတယ်ဘာမရှိရလဲ နာမဲ့လူကမရှိတာအဲ့ဒါကျွေးအောင်မွေးအောင်ကြတော့ဥစဉ်တို့ကဖိတ်ခေါ်လို့ရနော်ဒီလိုလှူလိုက်တဲ့အတွက်ကြောင့်သာသနာကိုဘလို့ထောက်ပံ့မိတာဖြစ်ပါလဲဘလို့ဖြစ်ပါလဲဘာလို့ဖြစ်ပါလဲပြောလိုက်ရင်လူတွေကသရာတရားလေးရှိတော့လာမလူလားလာနာကြပါလို့ပြောတဲ့အခါကျရေတို့ကအချိန်အဲ့လောက်ကြီးမပေးနိုင်ဘူးဗျာဖြစ်မလားဘူးလားအေးအဲ့ဒါကြောင့်မို့ကိုကစိတ်မရှိရင်အကြောင်းပြကြရတယ်မပေါ်ဘူးလားပေါ်တယ်အဲ့ဒါကြောင့်မို့နော် ကျိုးစားပြီးတော့ပဋ္ဌာန်းပွဲဆိုလို့ရှိရင်လည်းနာကြရတယ်။အဲ့ဒီပဋ္ဌာန်းနဲ့မယ်အဓိကပါနေတာ စိတ်တွေစေတသိက်တွေရုပ်တွေမပါဘူးလား။ပါတယ်အဲ့ဒီထဲမှာဥစဉ်ကဘာလေးပြောပြခြင်းစိတ်အကြောင်းလေးပြောပြခြင်းဘာလေးပြောပြစိတ်အကြောင်းလေးပြောပြခြင်းပထမဆုံးကစိတ်ဆိုတာကဘာလဲလို့ပြောရင်အာရမဏိစိတ်တေတီတိစိတ်တံနဲ့ပြောကြည့်ပါဦး။ပါတယ်လေ။အာရမဏိစိတ်တေတီတိစိတ်တံနဲ့ ကြအာယုန်တွေကိုဘာလို့တက်တယ်ဆိုရင်သိတတ်တယ်ကြံတတ်တယ်ဘာလို့တက်လဲသိတတ်တယ်ကဲတက်ရပြောလိုက်ရင်တော့သိတတ်လို့စိတ်ဘာလို့စိတ်လဲသိတတ်လို့သိသလားမသိဘူးလားသိတယ်အဲ့ဒီအသိကလည်းပဲလောကသားတွေမှာအမျိုးမျိုးရှိတယ်မျိုးမျိုးရှိတဲ့အတွက်ဦးဇင်းကဘာလေးတွေကျဲပေးထားလဲလို့ပြောရင်နော်ငါးချက်လောက်နဲ့ဆွေးနွေးသွားတယ်တာမန်ကုသိုလ်များပြုလုပ်ပြီးတော့စိတ်ထားကိုမြင့်တင်ခြင်းတဲ့ဘာလဲလဲ နံပါတ်2ကျတော့စိတ်ငြိမ်းအေးအောင်ပြုလုပ်၍မြင့်တင်ခြင်းတဲ့ဗာတယ်လေနောက်တစ်ခုကစိတ်မငြိမ်းအေးရခြင်းရဲ့အကြောင်းရင်း6မျိုးတဲ့ဗာတယ်လေအေးနံပါတ်4ကိုကြည့်လိုက်တဲ့အခါကျတော့စိတ်ငြိမ်းအေးစေသော နီလံဘယ်နှမျိုးတဲ့40 40လုံးသာပြောရင်ညတညလုံးပြောอยู่ပါမှာအကျဉ်းချုပ်ပဲရမှာ နောက်နံပါတ်5ကိုကြည့်ရင်အစွဲလမ်းများကို ဖြုတ်၍စိတ်ထားမြင့်တင်ရင်တဲ့ဗါတယ်လေဟင်းအဲ့ဒါကြောင့်မို့ထတော့မပြေးနဲ့နည်းနည်းတရားကတော့ညင်းငွေ့စရာဖြစ်ခြင်းဖြစ်မှာနော်ညင်းငွေ့စရာဖြစ်ခြင်းဖြစ်မှာဆိုဘာလို့ညင်းငွေ့စရာဖြစ်ခြင်းဖြစ်မလဲဆိုတော့စိတ်အကြောင်းပြောရတာမြင်ရလားမမြင်ရလို့ကိုလူတွေကညင်းငွေ့တယ်ရုပ်အကြောင်းလေးပြောရင်တော့ဘယ်သူတော့ချောတာဆိုရင်ကြည်ကျင်စိတ်တွေပေါက်နေပြီလေ ပေါ့ဟောင်းနေတာဟာဘလူများချောတာတော့ဘလူလေးလုံးဆိုလိုက်ပြီးကြည့်ကျင်နေတာနော်ဟာဘယ်စိတ်လေးကတော့ဘလူကောင်းလာတယ်ဆိုတော့ပြလျာရှိနေဟောမမြင်ရတဲ့အရာကြောင့်လို့လောကသားတွေကြောင့်မို့ပြုတ်ပြင်းနေပြုတ်ပြင်းနေမြင့်တင်နေမြင့်တင်နေဆိုတဲ့အပိုင်းမှာရုပ်ပစ္စည်းဝတ္ထုကိုသာမြင့်တင်တာစိတ်ကိုကြတော့ချမ်းမထားခဲ့ဘူးလားချမ်းထားခဲ့ကြရုပ်ပစ္စည်းဝတ္ထုတွေကတော့သိပ်ပြီးတော့တိုးတက်သွားတာပဲမတိုးတက်ဘူးလားတိုးတက်တယ်ငကုတော့မှခြေရင်သွားရတယ်အခုဘာနဲ့သွားရလဲ မျိုးစုံသွားလို့မရဘူးလားအေးငကိုတော့မှဆိုလို့ချင်းလဲစီးသွားရတဲ့နေရာအခုဘာတွေနဲ့သွားလို့ရယထားတွေကားတွေနဲ့သွားလို့မရဘူးလားအေးယထားတွေကားတွေနဲ့သွားလို့ရငကိုတော့ကတော့ဖျောင်းနိုင်လေးတွေထွန်းနေစီမီကွက်လေးတွေထွန်းပြီးတော့မီးလုံနေရတယ်အခုကျတော့ဘာနဲ့လုံလို့ရလဲအဲလာရင်ထွန်းလို့ရတယ်ဟုတ်လားနော်လာလို့ချင်းတော့ရမလာရင်တော့သူကလည်းတကြိုက်မယ်နော်အေးအဲ့လိုဆိုတော့တစ်စင်းတစ်စင်းနဲ့တိုးတက်လာတာကဘာတွေတအားတိုးတက်လာလဲ ရုပ်ပစ္စည်းတွေတိုးတက်လာဘာတွေတိုးတက်လဲစာရေးတာလေးကိုပဲကြည့်ကြည့်ပေါ့ရှင်းတော့ကရေးကြသူကြဆိုရင်ကညစ်မတုံးလားကညစ်နဲ့ရေးတဲ့အခါအောက်ကဘာရွက်လဲပေရွက်ပေါ်မှာရေးတယ်နောက်တော့ကကြောက်စာပေါ်မှာရေးတယ်ကြောက်ပေါ်မှာရေးတာမရှိဘူးလားရေးတယ်တဖြည်းဖြည်းနဲ့စက်ကူပေါ်မှာရေးလာတယ်ခုစက်ခရင်ပေါ်မှာရေးလာမရေးဘူးလားဟောကွန်ပျူတာတွေထုံးကားလာတော့အဲ့လိုရေးလာတာမရှိဘူးလားကဲပိုးဆောင်ဆက်သွယ်ရေးစနစ်ကိုကြည့်ရင်လေရုပ်ပိုင်းကတိတ်တိုးတက်တာ စာပို့တဲ့စနစ်တွေကိုကြည့်ငကိုတော့ကတနိုင်ငံနဲ့တနိုင်ငံဆိုရင်လေရင်နဲ့ပို့ကြပြုကြဒါမှမဟုတ်ရင်သင်းမောနဲ့ပို့ကြမရှိဘူးလားအေးအခုခေတ်ကျတော့ကိုယ်ခန်းထဲကနေထိုင်ကိုယ်အိမ်ကနေထိုင်ပြီးတော့ကိုယ်ပို့ခြင်းတဲ့စီကိုအီးမေးလ်ပို့လိုက်လို့မရဘူးလားလူလိုသေးလားမလိုတော့ဘူးဒါပေမဲ့ခတ်နေတာကအဲ့လိုတိုးတက်တဲ့ပစ္စည်းတွေကိုအသုံးပြုတဲ့လူရဲ့စိတ်ကအောက်တန်းကျနေတာတိတ်တိတ်ဘာကြမ်းနေကြလဲ ဟေးပစ္စည်းဝတ္ထုအစင်းမြင့်မြင့်ကိုသုံးမဲ့လူရဲ့စိတ်ကအောက်ကျန်းနေခဲ့တဲ့အခါကျတော့အသုံးပြုလည်းမဟုတ်တဲ့ပဲစဉ်းစားတာနော်မစဉ်းစားဘူးလားစဉ်းစားတယ်အဲဒါကြောင့်စိတ်ထားစိတ်ထားဆိုတာကကိုကိုတိုင်မြင့်ယူမှရတာဘာမှရလဲကိုကိုတိုင်မြင့်ယူမှရတာတာမန်အဖြစ်သူ့အတူမြင့်လာနိုင်ရလားမလာနိုင်ဘူးအဲဒါကြောင့်ဥစဉ်တို့စပြီးတော့လေ့လာရတဲ့အဲ့ဒီတင့်ညူထဲမှာအခုဘာလေးပြောပြမှာဆိုရင် စိတ်ပိုင်းရဲ့သဘောတရားလေးကိုပြောပြပါလေးပြောပြဘလောက်တိဆောက်ပုံကောင်းကလေးဆိုတော့အဲ့ဒီစာအုပ်လေးတိဆောက်ထားပုံပါနော်ပထမအဆုံးသွားလိုက်တာကအကုသိုလ်စိတ်တဲ့ပြပါပြလေပြီးသွားလို့ရှိရင်အကျိုးတရားတွေဖြစ်တဲ့အဟိတ်စိတ်ကိုပြပါစိတ်ကိုပြဟိတ်စိတ်ကိုပြနောက်တစ်ခါကျတော့ကုသိုလ်စိတ်ကိုပြဘာကိုပြလဲကုသိုလ်စိတ်တွေကိုပြတယ်အဲ့ဒီကုသိုလ်တွေမှာတစ်ခါပြန်ကြည့်လိုက် နောက်ထပ်ဆက်ပြတော့လဲကုသိုလ်ကိုပြ နောက်ထပ်ဆက်ပြတော့လဲကုသိုလ်ကိုပြနော်အဲကြတော့နာမည်လေးတွေနဲ့ပြောကြည့်လိုက်လို့ရှင်ပထမအဆုံးအကုသိုလ်စိတ်ဗာစိတ်လဲဒုတိယကြတော့အဟိတ်စိတ်ဗာစိတ်တယ်လဲအဟိတ်စိတ်ဟောဟိုဘက်ကိုကြည့်လိုက်လို့ရှင်ကာမစိတ်ကာမဝဆရစိတ်ဗာစိတ်တယ်လဲအဲကြဘယ်နှမျိုးရှိသွားလဲဗာစိတ်တယ်လို့အကုသိုလ်စိတ်အဟိတ်စိတ်ကာမဝဆရစိတ်တူတဲ့တစ်ဆက် တဆင့်တက်လိုက်လို့ရှိရင်ရူပါဝသရစေတဲ့ဘာစိတ်တယ်အဲ့ဒီတဲ့တဆင့်တက်လိုက်လို့ရှိရင်အရူပါဝသရစေအဲ့ဒီတဲ့တဆင့်တက်လိုက်ရင်လောကုတ္တရာစေဘာစိတ်လဲလောကုတ္တရာစေအဲ့ကြဘယ်နှမျိုးရှိပထမဆုံးကအာကုသူစေပြီးရင်အဟိစေကာမဝဆရစေရူပါဝဆရစေအရူပါဝသရစေလောကုတ္တရာစေတဲ့ဘယ်နှမျိုးရှိလဲ အင်းအဲ့ဒီ6မျိုးတာသိရင်ကိုဘဝဘယ်အဆင့်မှာရှိတယ်ဆိုတာကောင်းကောင်းသဘောပေါက်တယ်နော်ကိုစိတ်ကဘလောက်မှာရှိတယ်ဆိုတာ ကောင်းကောင်းသဘောပေါက်တယ်ခုထိုင်းနေတော့လူတွေကအတူတူလို့ထင်မနေဘူးလားမတူဘူးဟုတ်လားနော်တယောက်တယောက်ရဲ့စိတ်အဆင့်တန်းတည်တူရလားကဲအဲ့ဒီအပိုင်းမှာကြည့်လိုက်တော့ပထမဆုံးဒီမှာရေးတဲ့ဆရာကအနုရုဒ္ဓဆရာကဘာကစရေးချင်ဆိုတော့အကုသိုလ်စိတ်ကစလိုက်တာဘာကစလိုက် ဘာလို့အကုသိုလ်စိတ်ကသာမလို့လူတိုင်းကအကုသိုလ်ကင်းလားမကင်းဘူးဟုတ်လားကုသိုလ်နဲ့အကုသိုလ်ရှိတဲ့အပိုင်းမှာအကုသိုလ်ကအဖြစ်များတယ်ဟုတ်တယ်လားမဟုတ်လားဟေးအကုသိုလ်ကအဖြစ်များတယ်ကျန်ရင်လည်းပဲအကုသိုလ်အကျင့်ကပထမအဆုံးလာတာကုသိုလ်ကြတော့အဲ့ဒါမျိုးမရဘူးလှုပ်ယူမှရတာဒီတဲ့ကုသိုလ်ကြဘယ်လိုယူမှလှုပ်ယူမှရတာဟုတ်လားတိတံကိုတဲပြီးတော့လှုပ်ယူမှရတာနှုတ်မို့ဆိုရင်ကုသိုလ်ကလာရလား အဲ့ကြတော့ပရမအောင်ဆုံးသူပြလိုက်တယ်တဲ့မယ်အာကုတုစိတ်တဲ့သူသားတွေရဲ့စိတ်ဓာတ်တွေအာကုတုတွေဖြစ်နေတတ်ပါတယ်အဲ့ကြတော့အာကုတုပေါင်းဘလောက်ဖြစ်တတ်တော့ဆိုရင်12မျိုးဖြစ်တတ်တာဘယ်နှမျိုးဖြစ်တတ်လဲ12မျိုးဖြစ်တတ်တာအဲ့ကြတော့အာကုတုဖြစ်တာတွေဒီဘာတွေပေါ်မှာအခြေခံပြီးဖြစ်ပါသလဲလို့တဆင့်တက်လိုက်လို့ရှိရင်3မျိုးပြတာလောဘဒေါသမောဟတဲ့ပါတယ်လေလောဘဒေါသမောဟဘယ်နှမျိုးကြောင့်အာကုတုဖြစ်လဲ သုံးမျိုးကြောင့်ဘာတွေကြောင့်ဖြစ်လဲအဲ့ဒါတွေကလောကသားတွေဖြစ်သလားဖြစ်ဘူးကဲလောဘဆိုမြန်မာလိုပါပြောတာလူချင်းစိတ်တဲ့ကဲလူချင်းစိတ်ရှိသလားမရှိဘူးလားအင်းလူတွေတော့မသိဘုန်းကြီးကတော့ရှိတာသိကြတယ်ရှိသလားမရှိဘူးလားကို့အရင်ပြောမှရမယ်တရားဘုန်းကြီးတွေကသူတို့ကျတော့မာကင်းတယ်လို့လို့နဲ့လောက်သွားတာဖြစ်မှာလို့နော်ဘုန်းကြီးတွေလည်းမရှိဘူးလားရှိတယ်လူတွေလည်းမရှိဘူးလားဆရာလေးတွေလည်းမရှိဘူးလားဖိုးသူတော်လေးတွေလည်းမရှိဘူးလား ဟင်းရှိတဲ့လောက်ရှိရပို့လိုက်အကုသို့ဖြစ်သွားတာမဖြစ်ဘူးလားအေးအဲ့ဒါကြောင့်မို့လောဘနဲ့တည်းလိုချင်သိတဲ့ဖြစ်သလားမဖြစ်ဘူးလားဖြစ်တယ်ကဲလိုချင်သိဘလောက်ကြရင်ပြည့်သွားကဲအခုမွေးကလေးကနေလိုချင်လာလိုက်တဲ့ပုဂ္ဂိုလ်တစ်ခုပြီးတစ်ခုရကြတယ်နော်တစ်ခုပြီးတစ်ခုရကြတယ်ကဲခန္ဓာကိုယ်မှာရှိနေတဲ့အရာများလည်းပဲတစ်ဆင့်တစ်ဆင့်တိုးတက်ဝိဇ္ဇာပဲကြည့်ဒီဝိဇ္ဇာရှိပြီးနောက်ထပ်ပါရကြနောက်ထပ်ပေါ်လာတာလည်းမရကြဘူးလား ရကြင်နေအိမ်မှာဝိဇ္ဇာလေးရှိနေလေသူမြန်းဝှက်ထားတယ်မြင်လူချင်းစိတ်မပေါက်လားပေါက်တယ်အဲ့ကြတော့ဒီလူချင်းစိတ်ကလည်းအဝိစားနဲ့ပတ်သက်တဲ့လူချင်းစိတ်ပြည့်သွားတယ်ဆိုတာရှိလားမရှိဘူးအစားတော့လိုက်ကြည့်အစားတော့နဲ့ပတ်သက်ပြီးတော့လည်းပဲတစ်ခုပြီးတစ်ခုစားလာမွေးလာကလေးကစားလာတာအခုချိန်ကြီးစားခြင်းစိတ်ရှိသလားမရှိဘူးလားရှိတယ်နောက်ထပ်အမျိုးမျိုးလိုက်ပြီးတော့စားခြင်းလာတာအဲ့ကြတော့စားခြင်းစိတ်ကဒီအရွယ်ရောက်တည်တည်ကုန်သွားတာပြည့်သွားရလား မပြည့်ဘူးလောဘဆိုတဲ့အရာက လုံးဝမပြည့်တော့သေးတာသွားတာအဲ့ဒီဟွာကမပြည့်လိုက်တော့ဘူးဟုတ်လားအဲ့ဒီတွင်ပြည့်လိုက်သလားလောဘဆိုတဲ့အဲ့စိတ်တည်းသေးတာသွားတာမပြည့်လိုက်တော့ကဲအဲ့လိုဆိုတော့လောဘကိုအခြေခံပြီးတော့သိရှင်မျိုးဖြစ်တယ်တဲ့ဘယ်နှမျိုးဖြစ်အဲရှင်မျိုးကိုကျတော့မပြောတော့နဲ့ဒီလောက်ပဲထားဟုတ်လားနော်နောက်တစ်ခါကျတော့ဒေါသကိုအခြေခံပြီးတော့လောကသားတွေဒီဒေါသတွေဖြစ်တတ်ပါတယ် တဲ့ဒေါသစိတ် ဖြစ်တယ်တဲ့ဖြစ်သလားမဖြစ်ဘူးလားဖះပြောလို့ဖြစ်သွားတာလားဖြစ်ကိုကဖြစ်တာလားဖြစ်ကိုဖြစ်တာကိုဘုရားကသူစည်းပြတာနော်လောကသားသည်ဒေါသထွက်တတ်တယ်ဒေါသစိတ်လေးရှိပါတယ်အဲ့ဒီဒေါသပြနှစ်မျိုးဖြစ်ပါတယ်တဲ့ဘယ်နှမျိုးဖြစ်နှစ်မျိုးဖြစ်တယ်ဟောဒါလည်းပဲဆက်လေးလားခုနတင့်ညူမှာသွားဖတ်ဘာသာတိကမှာသွားဖတ်ဟုတ်လားအညွန်ရောင်းကောင်းညွန်လေးအောင် ဦးသိန်းဆောင်မဟုတ်ဘူးဟုတ်လားဆရာတော်ကြီးစာအုပ်တကြဒီကတော့သူ့စာအုပ်သူများရောင်းစားရလားမသိဘူးချင်းဒီမှာဆိုလို့နော်နောက်တစ်ခုကဓာမျိုးတွေလောဘဒေါသတွေဖြစ်လာအောင်နောက်ကဘယ်သူပံ့ပိုးပေးတယ်လဲဆိုရင်မောဟကပံ့ပိုးပေးတယ်ဘာပံ့ပိုးပေးမောဟကပံ့ပိုးပေးတယ်ဘာလို့လို့သူကဖုံးတာလဲနော်ဖုံးတာလားရှင်းရှင်းလင်းလင်းမမြင်အောင်လှုပ်တယ်ဝါတတာဖြစ်အောင်လှုပ်တယ်မောဟကအမြဲတမ်းဖုံးတယ်အဲ့ဒီဖုံးလိုက်တာနဲ့ဟောလောဘဆိုရင်လိုချင်ရင်လောဘပဲရောက်သွားဒေါသဆိုရင်စိတ်ဆိုးရင် ဒေါသပဲရောက်သွားတယ်။အဲ့ဒါမျိုးစုပေါင်းလိုက်ရင်အကုသိုလ်စိတ်ပေါင်းဘလောက်ရှိလဲ။12ပါးတောင်ရှိတာ။ဘယ်နှပါးတောင်ရှိ12ပါးတောင်ရှိတာ။အဲ့ဒီ12ပါးကိုအိုက်စာအုပ်တွေဖတ်လို့ရတယ်။အခြေခံနားလည်ထားရမှာကတော့လူရဲ့စိတ်အကုသိုလ်ဖြစ်တယ်ဆိုတာ၃မျိုးကြောင့်ဖြစ်တာ။လိုခြင်းမှုရဲ့စိတ်ဆိုးမှုရဲ့မသိမှုရဲ့ဘာတွေကြောင့်ဖြစ်တာလဲ။လိုခြင်းမှုရဲ့စိတ်ဆိုးမှုရဲ့မသိမှုရဲ့ ဲ့ဒီတည်းမှာအဆိုးဆုံးကတော့မသိမှုကအဆိုးဆုံးဘာအဆိုးဆုံးလဲမသိမှုကအရင်ဝင်တယ်ပြီးရင်လောဘဝင်မယ်ဒေါသဝင်မယ်မဖြစ်ဘူး